အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာအောင်မြင်ဖို့အတွက်ဆွံ့လို့ရမယ့်အရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာလူတိုင်းကတော့အောင်မြင်ကြတာကြီးပါပဲဒါပေမဲ့အောင်မြင်ဖို့အတွက်ဆွံ့လို့ရမယ့်အရာ၅မျိုးကိုတော့သိဖို့လိုအပ်ပါတယ်နံပါတ်၁အစဉ်သစ်ဖြစ်မှာစတင်မယ်ဆိုတဲ့အတွေ့ကိုဆွံ့လို့ပါအောင်မြင်တဲ့သူတွေဟာအချိန်ကောင်းကိုစောက်မနေပဲအခွင့်လန်းကိုကိုကိုတိုင်းဖန်တီးယူတတ်ကြပါလေကိုလုံးမဲ့လုပ်ငန်းတစ်ခုကိုစတင်ဖို့အတွက်ပြည့်စုံနေဖို့မလိုပါဘူးအလုပ်လုပ်ရင်းနဲ့ပဲ အတွေ့အကြုံတွေရှာရင်အချိန်တစ်ခုရောက်လာတဲ့အခါပြည့်စုံလာပါလိမ့်မယ်။နံပါတ်1တက်တောင့်တက်တာနေထိုင်မှုကိုဆွတ်လုပ်ပါ။ဘဝမှာအောင်မြင်မှုကိုရဖို့ဆိုတာစိန်ခေါ်မှုတွေကိုရင်ဆိုင်ရဲတဲ့တတိရှိဖို့လိုတယ်၊စူးစမ်းအထောက်မှုတွေရှိဖို့လိုတယ်၊တက်တောင့်တက်တာရှိတဲ့နယ်ပယ်ထဲမှာပဲနေနေရင်တိုးတက်မှုရှိလာမှာမဟုတ်ပါဘူး။ဘဝမှာတိုးတက်မှုမရှိရင်အောင်မြင်ဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။နံပါတ်3အချိန်ဖြုန်းတက်တဲ့အလေးထားတွေကိုရှောင်ပါ။ ဘဝမှာအောင်မြင်မှုကိုရချင်ရင် ပထမဦးဆုံးအချိန်ကိုအကျိုးရှိရှိအသုံးချတတ်ဖို့လိုအပ်ပါတယ်။လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တာကအချိန်ဆိုရင်မမပါဘူး။ဒါကြောင့်ကိုယ့်ရဲ့အချိန်ကိုအလုံးမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အားလက်ချိန်မှာပဲဖြစ်ဖြစ်အလားဟတမဖြုံတိမိဖို့လိုအပ်ပါတယ်။ဥပမာဆိုရှယ်မီဒီယာသုံးများတာမျိုးအလုံးမဟုတ်တဲ့အရာတွေပုံမှာအချိန်ကုန်ခန္ဓာမျိုးတွေပဲဖြစ်ပါတယ်။နံပါတ်၄အတ္တနဲ့ပြဿနာတွေကိုဦးစားမပေးပါနဲ့ တခါတရံအောင်မြင်မှုဆိုတာကိုတယောက်တည်းလုပ်ရတာထက်အဖွဲ့အစည်းတွေမိသားစုတွေပတ်ဝန်းကျင်တွေနဲ့ပါအတူတကွပူးပေါင်းလှုပ်ဆောင်ဖို့လိုအပ်ပါတယ်ကိုအကျိုးတစ်ခုလည်းအတွက်လှုပ်ဆောင်နေရင်ရေရှည်မှာအဆင်ပြေမှာမဟုတ်ပါဘူးနံပါတ်၅ကြောက်ရွံ့မှုနဲ့စိုးရိမ်စိတ်တွေကိုစွန့်လွတ်ပါအောင်မြင်ဖို့ဆိုတာအခက်ခဲတွေအနည်းငယ်တွေကိုလည်းယူရဲဖို့လိုအပ်ပါတယ်ဘဝမှာမအောင်မြင်ပါဘူးကြောက်နေရင်အောင်မြင်တဲ့လမ်းကိုလည်းဘလို့မှရှောက်ရဲမှာမဟုတ်ဘူး လူတွေဘလို့ပြောမလဲဆိုတာကိုစိုးရိမ်နေရင်ရဲရင်နဲ့ဆုံးဖြတ်ချက်တွေလည်းချနိုင်မှာမဟုတ်တော့ဘူးဒီချက်တွေကိုလက်တွေ့ကျင့်သုံးပြီးဆွန့်လွတ်နိုင်မယ်ဆိုရင် အောင်မြင်မှုစီကိုခြေလန်းနီးကပ်လာပါလိမ့်မယ်အခုဆိုရင်ဘဝမှာအောင်မြင်ဖို့အတွက်ဆွန့်လွတ်တဲ့အရာတွေကိုနားလည်ကြမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်